ပြီးခဲ့တဲ့စနေတနင်္ဂနွေနေ့တွေမှာနှစ်ဖက်ပြင်းထန်တဲ့ထိတိုက်တွေးဆုံမှုတွေဖြစ်ပြီးတဲ့နောက်မှာအာဖဂန်နစ္စတန်နဲ့ပါကစ္စတန်နှစ်ဖက်နယ်စပ်မှာစီးရီးတင်းမာမှုအရှိန်ဆက်မြင့်တက်နေစေဖြစ်ပြီးတော့တစ်ဖက်ကိုတစ်ဖက်အပြန်အလှန်ဆွတ်ဆွဲအပြစ်တင်နေကြပါတယ်။ တာလီဘန်ဂျာပြက်အစိုးရကစနေနေ့ကပါကစ္စတန်စစ်အခြေစိုက်စခန်းအများပြားကိုတိုက်ခိုက်ခဲ့ပြီးတော့ပါကစ္စတန်တပ်ဖွဲ့ဝင်58ဦးကိုတီးဆုံးခဲ့တယ်လို့ပြောပါတယ်။ဒီတိုက်ခိုက်မှုဟာပါကစ္စတန်နိုင်ငံကအာဖဂန်လေပိုင်နက်ကိုချိုးဖောက်ပြီးတော့နိုင်ငံအရှေ့ပိုင်းကပြစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာအတွက်လက်တုံ့ပြန်တာလို့တာလီဘန်တွေကပြောပါတယ်။ပါကစ္စတန်ကလည်းတာလီဘန်နဲ့တခြားစစ်သွေးကြောတွေကပါကစ္စတန်နိုင်ငံကိုအကြောင်းမဲ့တိုက်ခိုက်ခဲ့တယ်လို့ဆွဆွဲခဲ့ပါတယ်။ ဒါလီဘန်စခန်းတွေနဲ့အကြမ်းဖက်လေ့ကျင့်ရေးစခန်းတွေကိုပိတ်မှတ်ထားပြီးတော့တုံ့ပြန်တိုက်ခိုက်ခဲ့ရမှာဒါလီဘန်နဲ့တခြားတပ်ဖွဲ့ဝင်200ကျော်ကိုတုတ်တင်နိုင်ခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကပြောဆိုထားပါတယ်ဒီတိုက်ပွဲတွေကြောင့်နေဇက်ဂိတ်တွေကိုလည်းပိတ်ထားရပါတယ်။လွန်ခဲ့တဲ့၄နှစ်ကအာဖဂန်နစ္စတန်မှာတာလီဘန်တွေအာဏာပြန်ရလာပြီးတဲ့နောက်ပိုင်းအစိုးရအဖွဲ့တွေကပါကစ္စတန်နိုင်ငံတဲကိုနေဇက်ပြတ်ကျော်အကြမ်းဖက်တိုက်ခိုက်မှုတွေလှုံ့ဆော်လာခဲ့တယ်လို့ပါကစ္စတန်အစိုးရကအခိုင်အမာပြောဆိုနေပါတယ်။ ဆော်ဒီအာရေဗျာနဲ့ကာတာနိုင်ငံတို့ရဲ့တောင်းဆိုမှုအရာပါကစ္စတန်ကိုတိုက်ခိုက်မှုတွေကိုတနင်္ဂနွေနေ့မှာရပ်တန့်ခဲ့တယ်လို့တာလီဘန်အစိုးရကပြောဆိုခဲ့တယ်လို့ AP သတင်းအေဂျင်စီကသတင်းထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူကတော့ပေကျင်းအစိုးရအနေနဲ့နောက်ဆုံးဖြစ်ပွားခဲ့တဲ့နှစ်ဖက်ထိတိုက်တွေးဆမှုတွေအတွက်အလွန်စိုးရိမ်တယ်လို့တနင်္လာနေ့မှာပြောကြားထားပါတယ်။ပါကစ္စတန်နိုင်ငံရောအာဖဂန်နစ္စတန်နိုင်ငံပါတရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေဖြစ်ကြပါရယ်ခင်ဗျာ There's a border.